ကျမမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။ရဝေးယနေ့ရနီးကျမောက်ချစ်ခင်အားပေးကြတဲ့ယုံကြည်အားပေးကြတဲ့ခရီးရသားသမီးများအပေါင်းရှင်နေဖွာသားသမီးများအပေါင်းစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနေနဲ့ပြည့်စုံနိုင်ကြပါစေရှင်။2025ခုနှစ်အတွက်9လပိုင်းအတွက်ကြာသာပတိသားသမီးများအတွက်ကိုကျွန်တော်ကျမအခုပဲစတင်ပြီးတော့ဟောပြောပေးမှာဖြစ်ပါတယ်နော်။ အော်ဒီလကကျမဟော့စတန်လေးတွေတင်ပေးတာကိုနောက်ကျသွားပါတယ်။အဲ့ဒီအတွက်ကိုလည်းကျမအထူးပဲတောင်းပန်ပါတယ်ရှင်။အဲ့တော့ဇာတာပရိသသမီးများကဒီလမှာဆိုလို့ရှိရင်ပေါ့နော်ကျမတို့ဒီ9လပိုင်းမှာဆိုလို့ရှိလို့ရှိရင်မိမိတို့အနေနဲ့ကနည်းနည်းလေးခင်ယူဆိုင်ဖို့လိုအပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဇာတာပရိသသမီးတွေကကံအကောင်းဘက်ကိုရောက်ရှိနေပြီ ဒါပေမဲ့လို့မိမိတို့အနေနဲ့အမှုမဲ့အမှတ်မဲ့တတိမထားမိပဲနဲ့ကိုယ့်ရဲ့အရေးကြီးတဲ့ကိစ္စလေးတွေလှုပ်ဆောင်လိုက်မယ်ဆိုလို့ရှိရင်တော့တလွဲတချော်တွေနဲ့ညံ့သွားတတ်ပါတယ်ဒါလေးကိုအထူးပင်အရေးကြီးပါတယ်ဂယုစိုက်ဖို့လိုအပ်ပါတယ်လက်ရှိအလောက်ကနေပြီးတော့မှတခြားအလောက်ကို ပြောင်းလုပ်ချင်တာမျိုးကြီးလက်ရှိအလုပ်ကလစာနေလို့တခြားအလုပ်မှာအဆက်တွေကောင်းနေရလို့ပြောင်းချင်တဲ့စိတ်တွေဖြစ်ပေါ်တတ်ပါတယ်အဲ့ဒီလိုဖြစ်ပေါ်နေမယ်ဆိုရင်မပြောင်းပါသေးနဲ့အောင်လို့ကျမအနေနဲ့ပြောချင်ပါတယ်လက်ရှိအလုပ်မှာပဲငြိမ်ငြိမ်လေးလုပ်ရမယ့်အချိန်ကာလတစ်ခုဖြစ်ပါတယ်ပြောင်းလိုက်တာနဲ့ဟို ပုံညံ့သွားတတ်ပါတယ်။ပို့ပြီးတော့ဒုက္ခရောက်တတ်ပါတယ်။လက်ရှိနေရာကနေမှပို့ပြီးဒုက္ခရောက်မဲ့နေရာကိုရောက်သွားတတ်ပါတယ်။ဒါကြောင့်ဒီလပိုင်းမှာအလုတ်ပြောင်းတာ ड़ी နေရာပြောင်းတာ ड़ी မလုံမိဘူးလို့အပ်ပါတယ်ရှင်။အဲနောက်တစ်ခုအနေနဲ့ကြာတော့တာသာပရိတာသမီတွေကမမျော်လင့်မဲနဲ့ ိုမရည်ရွယ်ထားပဲနဲ့ညီတွေပိုင်ဆိုင်တက်ပါတယ်ညီယာတွေဝင်လာတက်ပါတယ်အမွေအနှစ်ရတက်ပါတယ်အဲ့လိုမျိုးကံကောင်းတဲ့ခြေနေတစ်ခုပေါ်မှာလည်းတည်ရှိနေပါတယ်ဒါကြောင့်မိษွေများအနေနဲ့ညီယာနဲ့ပတ်သက်တာတွေအကျိုးကျေးဇူးခံစားရတတ်ပါတယ်ကျမ်းမာရည်အနေနဲ့ကတော့ ခါနာတာတွေဒူးနာတာတွေခြေထောက်နာတာတွေဖြစ်တတ်ပါတယ်ရှင်အဲ့တော့ကိုကအလောတကြီးလမ်းလျှောက်ပြီးတော့သွားတာတွေအထုခယူဆက်ရမှာခြေခောက်ပြီးတော့လဲတာတို့အစီရောင်သွားတာမျိုးတွေမပြောနိုင်မယ့်နဲ့စေုံစေကန်းနေတယ်ရောက်ရှိသွားတတ်ပါတယ်အဲ့တော့ဒီကာလလေးမှာဒီနားလာပိုင်းမှာဆိုလို့ရှိရင်မိမိတို့ရဲ့စီးဝါးရေးတွေလူမှုရေးကိစ္စတွေက ထူးပင်တတိထားပြီးတော့လှုပ်ဆောင်ရမယ်ကာလတခုလို့ပြောလို့ရပါတယ်။လောဘအရန်တက်ပြီးတော့ရှေ့ကိုခြေတလန်းကြော့ပြီးတော့လုံမိလိုက်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စီဝါရီတွေကကောင်းမလို့လို့နဲ့ဆုံရှုံသွားတတ်ပါတယ်။ဒါလေးကိုလည်းအထူးကယူဆက်ရမှာဖြစ်ပါတယ်။လက်ရှိအနေမှာတာတာပရိတာသမီများက လူမှုရေးကိစ္စတွေမှာအရန်ကိုဝင်ပါတတ်တဲ့ကာလတစ်ခုဖြစ်ပါတယ်။ဘာသာရေးကိုအထူးပြုလုပ်ပေးရမှာဖြစ်ပါတယ်။နေကြီးခါကြီးရက်တွေမှာဆိုရင်တတ်တက်လော်စားပေးတာတို့အဋ္ဌံပတိစိတ်ပေးတာမျိုးတွေဂုံတော်ကိုပါပတိစိတ်ပေးတာမျိုးတွေလုပ်ပေးမယ်ဆိုဟူကောင်းပါတယ်။ ဲ့တော့ကျမအနေနဲ့အကြံပေးချင်တာကဒီ9လပိုင်းမှာဆိုရင်ဇာတာပတိသားသမီးများအချစ်ရင်းနဲ့ပတ်သက်ပြီးတော့စိတ်ကုန်နေတတ်ပါတယ်အချစ်ရင်းမှာလဲကိုချစ်သူကကိုပေါ်မှာတစ္ဆာဖောက်ခြင်းတွေခံရတာ ड़ी ကိုချစ်တယ်လို့ပြန်မချစ်တော့တာမျိုး ड़ी အိမ်တော်ကြီးမှာလဲဒီအတိုင်းပဲတွေ့မြင်ရတတ်ပါတယ်အဲ့တော့အိမ်တော်ကြီးမှာလဲအချစ်ရင်းနဲ့အိမ်တော်ကြီးမှာလဲဇာတာပတိသားသမီးများစိတ်ကုန်ခန်းနေရတတ်ပါတယ် ကိုချစ်သူပေါ်မှာစိတ်ပြက်လက်ပြက်ဖြစ်နေတဲ့အနေအထားရှိပါတယ်။ကိုဘလောက်ပဲချစ်ချစ်သူကကိုပေါ်မှာပြန်ပြီးဂရုမစိုက်တာမျိုးတွေပြန်ပြီးမချစ်ခင်တာမျိုးတွေလည်းတွေ့မြင်ရတတ်ပါတယ်။အဲ့တော့ဒီ၅လပိုင်းကာလလေးရဆိုရင်တာသာပရိသားသမီးများတတိကြီးကြီးထားမယ်ကာလတစ်ခုဖြစ်ပါတယ်။ခြေပဲဖြစ်ဖြစ်အိမ်တော်ကြီးပဲဖြစ်ဖြစ်လက်ရှိအခြေအနေလေးမှာပဲကောင်းမွန်အောင်ထိန်းသိမ်းထားဖို့လိုအပ်ပါတယ်မိမိတို့ရဲ့နှုတ် စကားတခွန်မှားတတ်ပါလေဒီစကားတခွန်ကြောင့်မဖြစ်တင်တာလေပြဿနာတွေပေါ်ပေါက်လာတတ်ပါလေစိတ်တော့ကတွေရတတ်ပါလေဒါကြောင့်စကားပြောစုစင်ကျင်ရမှာဖြစ်ပါတယ်အဲ့တော့ဇာတာပရိသားသမီးများအနေနဲ့ကကြတော့မိမိတို့မှာကံတရားတော့ကောင်းနေပါရဲ့နဲ့ကိုယ့်ရဲ့လှုပ်ဆောင်ချက်ကလေးတွေက လွဲနေတာမျိုးတွေလွဲချော်သွားတာမျိုးတွေစိတ်လောကြီးပြီးလုံမိလိုက်တာမျိုးတွေကြောင့်လက်ရှိအလုံးမှာစိတ်မဝင်စွာတလို့ဖြစ်သွားတတ်ပါတယ်စိတ်တွေလေနေတတ်တယ်အိမ်မှာမနေကြတော့လောက်ဖြစ်နေတတ်တယ်ကိုယ်နေရောင်သွားခြင်းဒီနေရောင်သွားခြင်းဘာလုပ်ရင်ကောင်းမလဲထိုင်ရမလို့ထရမလို့ပေါ့ဒီလိုစိတ်အခြေအနေပေါ်မှာလည်းတည်ရှိနေပါတယ်နောက်တစ်ခုက မိမိတို့အနေနဲ့အချိုတွေရမ်းစားတာမျိုးတွေမလုပ်ပါနဲ့ဒီကာလမှာသွားကြိုက်တာကြီးသွားတချောင်းနှုတ်ပစ်လိုက်တာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့ဇာတာပိသားမိများအနေနဲ့ကကဲအခုကံတရားကလွဲနေတယ်ကိုယ့်ရဲ့လှုပ်ဆောင်ချက်ကလေးတွေလွဲနေတယ်ကိုကိုကိုစိတ်မပြေတော့သိသွားပြီဆိုလို့ရှိရင်တော့မနဲ့စောစောလေးမှာတမာဒီဝနှကောင်းနှမျက်တီကိုမြစ်တာပို့ပေးပါကိုစောင်းနဲ့ တရတပါးကိုလည်းမြစ်တာပို့ပေးပါရေမိုးချိုးမယ်အမွှေးနှံသားတွေစွတ်မယ်ဖျန်းပေးမယ်ဒီလကကြသာပတိသာသမီများနတ်ဒီဝါများဆောက်ရှောက်တဲ့ကာလတစ်ခုဖြစ်ပါတယ်ဒိဋ္ဌံပတိစိတ်တာတတ်တလော့စားတာမျိုးတွေအမွှေးနှံသားတွေသုံးဆွဲတာမျိုးတွေပြုလုပ်ပြီးပို့ပြီးတော့ရမ်းကိုအစဉ်ပြေတတ်တပါလူချစ်လူခင်နဲ့ပေါ်များတတ်ပါတယ်နတ်ဒီဝါတွေဆောက်ရှောက်တဲ့ကာလတစ်ခုဆိုရင်လည်းပြောလို့ရပါတယ်အဲ့တော့ သူတပားကကို့သူတပားအတွက်နဲ့ကိုကအာမခံလိုက်ပေးတာမျိုးတွေလုံးဝလုပ်လို့မရပါဘူးเนาะငွေကြေးတပတ်ဖြစ်ဖြစ်လက်မှတ်ထိုးတာပဲဖြစ်ဖြစ်ကိုကကူညီပေးလိုက်တာမျိုးပဲဖြစ်ဖြစ်အာမခံလုပ်ပေးခြင်းလုံးဝမလုပ်ပါနဲ့ဒီအချိန်ဒီကာလမှာရေလန်းခီးကလာတဲ့ဧည့်သည်ဆိုရင်ပို့ပြီးကိုယူဆိုင်ပါကိုကိုကောင်းမလို့လို့နဲ့ဒုက္ခပေးသွားတတ်ပါတယ်အဲ့တော့ရေလန်းခီးရာရောက်လာတဲ့ဧည့်သည်ဆိုရင်လုံးဝလက်မခံပါနဲ့ လုံးဝအကူအညီမပေးပါနဲ့ရှင်။နောက်တစ်ခုအနေနဲ့ကဒီကာလလေးမှာကိုကညာန်တန်ဃာတော့ပေါ့။ကို့အိမ်မှာဆုံးခံကြရတဲ့ဖုံဖုံမဲ့ဖြစ်ဖြစ်သင်ငန်းလုပေးတာမျိုးလုပ်ပေးမှဆိုရင်လက်ပိတ်နေတာကြီးပွင့်သွားတတ်ပါတယ်။လူချစ်လူခင်လည်းပေါ်များတတ်ပါတယ်။အဲ့ဒီတော့ဖုံကြီးเจ้าမှာမိမိတို့အနေနဲ့ကကြတော့ဖုံเจ้าအောင်သွားမယ်။ပြီးသွားလို့ရှိရင် ကျောင်းမှာခြိုက်နေတဲ့ညီွက်ကလေးတွေမြေဖို့ပေးတာမျိုးတွေပြုလုပ်ပေးပါမွေးနေမွေးရမှာတတ်တတ်လော့စားတာတွေအဋ္ဌံပတိစိတ်တာမျိုးတွေလုပ်ပေးပါစီးနေတဲ့ချောင်းလို့မြစ်တို့မှာ926កောင်လွတ်ပေးပါဒါတွေကတော့မိမိတို့ရဲ့တနင်္ဂနွေနေ့ညနေဆောင်တနင်္လာနေ့ညနေဆောင်မှာပြုလုပ်ပြီးပို့ကောင်းပါတယ်အဲ့တော့မိမိတို့အနေနဲ့ကမိမိတို့ရဲ့ မွေးနံထောင်မှာပေါ့မေမျိုးပန်းထီးဖြူလှူပေးပါမေမျိုးပန်းဝေနေအောင်ထိုးပါဒီလာထဲမှာကံကောင်းခြင်းနဲ့ဆိုရင်မေမျိုးပန်းဝေနေအောင်ထိုးပါမိမိတို့အနေနဲ့လုပ်ငန်းကိစ္စအဝဝအဆင်ပြေခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်တော့စစ်တူကြီးပုံလေးကိုစောင်းထားပါအိတ်ကတ်ထဲမှာအငဲတန်းထားပါအမွေးလေးစွပ်ပြေးပါနောက်တစ်ခုကစစ်တူကြီးပုံကိုကန်းခေါ်သားနဲ့ထုပါ သေးသေးလေးပေါ့ထုပြီးတော့ကိုယ့်ရဲ့လှုပ်စပွဲမှာတင်ထားပါအမွေးကြီးစွတ်ပေးပါလုပ်ငန်းနေမကြခင်တိုးတက်လာပါလိမ့်မယ်ကဲကြာသာပရိသတ်သမီးများလုံးစိတ်ချမ်းသာခြင်းကိုယ့်ဤကျမ်းမာခြင်းဤနဲ့ပြည့်စုံပါစေစိတ်သွားတိုင်းကိုပါလူရဆန္ဒဤလည်းပြည့်ဝနိုင်ကြပါစေရှင်ကျမထံမှာဗီဒီမေးမြန်းခြင်းနဲ့ဆိုရင်တော့ကျမရဲ့အကောင့်မှာဖုန်းနံပါတ်လေးတွေတင်ပေးထားပါတယ်ဖိုင်ဘာကနေတဆင့်ဗီဒီမေးမြန်းလို့ရပါတယ်ခလေးနံပါတ်ပေး0 เนาะလုပ်ငန်းအမိပေးတွေလည်းရွေးပေးပါတယ်။ကဲမိတ်ဆွေများအားလုံးပဲစိတ်ချမ်းသာပါစေရှင်။